အေယာဝတီတိုင်းလင်းမြနာမြို့နယ်အတွင်းမှာဒယုံတိုက်ပွဲတွေပုံမိုပြင်းထန်နေပါတယ်။အောက်တိုဘာ28ရက်တိရတဲ့တရင်ကတော့အေယာဝတီတိုင်းလင်းမြနာမြို့နယ်အတွင်းကပူတိန်မုံရွာလမ်းပိုင်းမှာရှိတဲ့ပန်တော်ကြီးတဲနုကုန်းနဲ့ဆက်ဆက်ရိုးကျေးရွာနီးတွေမှာမြန်မာတပ်မတော်နဲ့အာရခတ်သက်တော် AA ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာတစ်ဖက်နဲ့တစ်ဖက်ဒယုံနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေကြတယ်လို့စီရီတရင်မြစ်တွေစီကတည်ရပါတယ်။ AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာပူတိန်မုံရွာလမ်းပိုင်းကပန်တော်ကြီးမြို့ကုန်းကျောက်စစ်လီကုန်းနဲ့ ဒဲနုကုံစတဲ့ဂျေးပါတွေကိုထင်းချုပ်ထားပြီးမြမစစ်တပ်ကလည်းအင်ဂူမျိုးနယ်အတွင်းကနေထိုးစစ်ဆင်လာတာကြောင့်တရုံနဲ့ပြန်လည်ပုံကျဲတိုက်ခိုက်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်။အလားတူပူတိန်မုံရွာလမ်းပိုင်းတစ်လျှောက်လုံးကိုထင်းချုပ်နိုင်ဖို့အတွက် အေအေနဲ့ပူးပေါင်းတပ်တွေဟာနေတိုင်းချောင်းမျိုးနယ်နီးတဲ့ဆက်ဆက်ရိုဂျေးရွာကိုထိုးစစ်ဆင်တိုက်ခိုက်လာနေပြီးစစ်တပ်ကလည်းလက်နက်ကြီးလေကြောင်းတွေနဲ့ခုခံနေတာကြောင့်တိုက်ပွဲတွေမှာလည်းအခုရက်ပိုင်းတွင်မှာပုံမှန်ပြင်းထန်နေကြတယ်လို့လည်းသိရပါတယ်။ပူတိန် မုံရွာလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါအဲ့ဒီလမ်းပိုင်းကတချို့ပူးပေါင်းတပ်တွေတင်ထားတဲ့နေရာတွေကိုစစ်တပ်ဘက်ကပြန်လည်ထိုးစစ်ဆင်လာတာရှိပါတယ်လေကြောင်းကိုဒီကအားကိုပြီးတော့ထိုးစစ်ဆင်လာတာပါပူးပေါင်းတပ်တွေကလည်းတင်ပိုက်ထားတဲ့နေရာတွေပြင်တခြားနေရာတွေကိုလည်းနှဲချက်ပြီးတော့တိုက်ခိုက်နေတာရှိပါတယ်ဒီုံတွေကိုဒီကအုံပြုပြီးတော့တိုက်ခိုက်နေကြရတာပါလို့ AOD တိုင်းကစစ်ရေးတရင်မြစ်တို့ကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလာတတိပတ်ကလည်းစစ်တပ်နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာ လင်းမြေနာမြို့နယ်ရှိဆက်ဆက်ရွရွာနီးဝန်းကျင်နဲ့တောတောင်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်စစ်တပ်ကနေတိုင်းမြို့နယ်ကနေတိုင်းချောင်းပုတိန်မုံရွာကားလမ်းစုံမှာရှိရင်းနဲ့တာစစ်စီရေးဂိတ်ကလည်းအင်အားလုံးရင်းနဲ့ဆက်ဆက်ရွကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်အေအေနဲ့ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေမှာလည်းပုံမူပြင်းထန်နေကြတာဖြစ်တယ်လို့စစ်ရေးတရင်မြစ်တွေစီကသိရပါတယ်လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကိုမြောက်ဆန်းကျေးရွာမှာရှိတဲ့မြောက်တက်အမထ 344တရင်ကနေပြီးတော့လဲလက်နက်ကြီးတွေနဲ့လမ်းပစ်ခတ်နေပါဗျ။နှစ်ဖက်တိုက်ပွဲတွေကြောင့်ဂွေးတောက်ကုန်းကွမ်းချံကုန်းရောင်ပင်ကြီးတပြုတ်ပင်တပြေကွင်းရှမ်းစုချက်ကုန်းရုတ်သေးတံစတဲ့ကြေးရွာပေါင်း20ကျော်မှအခြားနေရာတွေကိုစစ်ပေးတင်းရှောင်နေကြရတယ်လို့လည်းသိရပါဗျ။မြမစစ်တပ်ကမြောက်တက်တက်ရှိကဂါကင်းစခန်းတွေလမ်းစုံမှာရှိတဲ့ရင်းနှံတာစစ်စေးရေးကိန်းမှာလဲအခိုင်မာဘန်ကာတွေဆောက်လုပ်ပြင်ဆင်ထားတယ်လို့လည်းသိရပါဗျ။ အေယာဝတီတိုင်းဟင်းသံမြို့နယ်ရှိစစ်တပ်ရင်းတွေကလည်းလင်းမြေနာရေကြီးနေတန်းချောင်းမြို့တွေကိုစစ်ကားကြီးတွေနဲ့စစ်အင်အားတွေကိုပုံမပို့ဆောင်နေပြီးတော့အေအေနဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထားတဲ့နေရာတွေနဲ့ရခိုင်ပြည်ကိုမြို့နယ်ဆက်အထီကိုပါထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါဗါးအေအေနဲ့မြန်မာစစ်တပ်နှစ်ဖက်စလုံးအတွက်စီးရဲချက်ချကြတဲ့နေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့အတူနေ့စဉ်ရက်စက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ကသူတို့လည်းလုံဆုံးရှုံးထားရတဲ့နေရာတွေကိုပြန်လည်ရယူဖို့အတွက်တံပြန်ထိုးစစ်လာနေပေမဲ့လည်းအေအေနဲ့ပူးပေါင်းတပ်တွေရဲ့ ကြားဖြစ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့သိရပါတယ်။ဗန်မောက်မြို့နယ်တမိုင်ခွဲခန့်အကွာမြမစစ်တပ်နဲ့ SAA ပူးပေါင်းတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့နားရကရွာရှိပါတယ်။ KIA နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဗန်မောက်မြို့အနောက်ချမ်းရှိနားရကစတော်အလဲရွာတစ်ခွတ်တာခုံနဲ့နဒလကျောင်းဆက်တဲ့နေရာတွေကို SAA နဲ့ပူးပေါင်းတပ်တွေကအော်တိုဘားလူဒီယာဘက်မှာပြန်လည်ထိန်းချုပ်ဝင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တပ်နဲ့ SAA တပ်တွေကဗန်မောက်မြို့နယ် တမိုင်ခွဲခန့်တာဝေးတဲ့နားရက်ကကြေးရွာဘုရားကုန်းနဲ့ဗန်မောက်မြို့နဲ့နှစ်မိုင်ကျော်သာကွာဝေးတဲ့နာဒလာကျောင်းမှာလည်းပြန်လဲတဆွဲထားပြီးဗန်မောက်မြို့ပေါ်ကိုထိုးစစ်ဆင်နေတာပါအောက်တိုဘာ28ရက်ဒီကနေ့နေ့လယ်တနာရီခန့်မှာမကွေတိုင်းတရက်ခရိုင်မင်းလုံးမြို့ဘက်မှာဝင်တွင်ကြေးရွာဘက်ကိုမောင်းနေလာတဲ့စစ်သားတွေပါတဲ့ဂါလီစီကိုမက်စလီကြေးရွာနဲ့ဝင်တွင်ကြေးရွာကြားမှာမိုင်းဆွဲတိုက်ခတ်ခဲ့ရာဟိုင်းလက်ရင်တစီမိုင်းထိခဲ့တယ်လို့သိရပါဗါတယ်။မိုင်းထိပြီးနောက်မောင်းနေသွားတဲ့ကားကိုဒေတာကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်တိုက်ခိုက်ရာမိုင်းထိတဲ့ကားကိုလမ်းပေါ်ရထားခဲ့ကကားပေါ်မှာထိခိုက်ဒဏ်ရာရသူတွေကိုဂျန်ကား၃စီးနဲ့တင်ဆောင်ပြီးမောင်းနှင်ထွက်ခွာသွားပါတယ်။ဒါအပြင်မန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်မှာအောက်တိုဘာ29ရက်မနေ့ညနေပိုင်းမှာတောင်တာမြို့နယ်အတွင်းစကင်းစခန်းတစ်ခုကဆိုင်ကယ်စီးနဲ့ထွက်ခွာလာတဲ့တပ်ဖွဲ့ဝင်နှစ်ဦးတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ BAA တပ်ဖွဲ့ကတိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေသိရအောင်မြေပုံနဲ့တခုတင်ပေးတာပါ။ဘဲဖွဲ့စီကိုမှမားတယ် မန်နဲ့အကြမ်းဖက်တယ်မပြောပါဘူး။အော်တိုဘာ28ရက်နေ့တည်ရတဲ့သတင်းတွေကတော့အော်တိုဘာ28ရက်ယမန်နေ့နေ့လေနှစ်နာရီခန့်မှာပေါင်းနာရက်ကွက်ပြန်ဆက်ယုံနီနေအိမ်ပေါ်ကိုဒယုံပုံးတီးနေလုံးနဲ့အော်တိုဘာ28ရက်ဒီကနေ့မနေ့9နာရီခန့်မှာမြင်တင်ရက်ကွက်ရှိဆလင်းအထက်တန်းကျောင်းတကြောင်းဝင်းအတွင်းကိုဒယုံပုံးတီးငါးလုံးကြားရောက်ပောက်ွဲခဲ့တာလေလို့ဆိုပါရယ်။ဒယုံပုံးတွေကြားရောက်ပောက်ွဲတာကြောင့်လူနေအိမ်တလုံးစာတင်ဆောင်ချို့အုံနယ်ရန်နဲ့အမိုးတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့မြို့ခံတွေထံကသိရပါရယ်။စစ်တပ်က ဆလင်းမြို့မရဲစခန်မြို့တော်ဘက်ရှိဘောလုံးကွင်းဤကံပြားရွာအထက်ဆလင်းစေတုတ်တရာလမ်းပိုင်းကယ်လယ်နီစင်ဖြူကျွန်းမြို့ဘက်အထက်73စီဆိုင်တွေဤမှာတက်ဆွဲထားပါတယ်။မန္တလေးတိုင်းမတရားမြို့နယ်ပတ်လည်အင်းရွာကတက်စီဆိုင်ဤဘုံကျဲခံရလိုက်ရပါတယ်။အော်တိုဘာ26ရက်နေ့လယ်3နာရီဆက်9မိနစ်ဝန်းကျင်မှာမိချီလာလီတက်ဘက်ကတက်လာတဲ့ဂျက်လီယင်းနစ်စီကကောင်းဆက်တာစီဆိုင်ကြီးကိုပုံချောက်လုံးကျဲချခဲ့တာလို့သိရပါတယ်။ဒါအပြင်တက်စီဆိုင်ပါဝင်အဆောက်အဦ3လုံးမီလောင်ပျက်စီးပြီး ဒေတာခံတွေလည်းဘေးလွရာတိုင်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်မှာလည်းတပိတ်ချင်းမြို့နယ်ရင်ခက်ပင်ကြီးရွာကိုလေကြောင်းကနေဖုန်းကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။